င်္ဂလာပါခင်ဗျာမြန်မာ Global News Hack ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Meshla 3ရက်က Geopolitical Monitor မှာ Antonio Grifo ရေးသားထားတဲ့လေကြောင်းပုံကျဲတက်ခိုက်ခြင်းကအနာသိစစ်တပ်ရဲ့အာဏာကိုခိုင်မာစေတဲ့နောက်ဆုံးအရာပဲဖြစ်တဲ့ဆိုတော့ Saturation Report ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးရဲ့အဆက်မှာကျွန်တော် Free Burma Ranger နဲ့ဟိုးရင်တုန်းကစစ်ပွဲလက်ကျင်ဖြစ်တဲ့ကတ်တရလန်လေးတစ်ခုပေါ်မှာကားမောင်းနေခဲ့ပါတယ်ကားနောက်ခံတဲ့ Ranger တစ်ယောက်က ကောက်ခေါင်မိုးကိုတုံးလုံးထုပေးရက်ခိုင်တဲ့အချက်ပြပါကောင်းမောင်းတဲ့သူကရုတ်တရက်ပြီးကွက်ပြီးကားကိုတော်ထဲအတင်းမောင်းဝင်သွားပါတယ်တစ်မင်ရဲ့အောက်ရောက်တော့လူတိုင်းကားပေါ်ကခုန်ဆင်းရေနှုတ်မြောင်းထဲမှာအကာအကွယ်ယူလိုက်ပြီးအလုံးရဲ့မျက်လုံးတွေကမိုးပေါ်ကိုပဲစိုက်ကြည့်နေခဲ့ကြပါတယ်ကျွန်တော်အပေါ်မှာလေယံတန်တိုးတိုးလေးတွေပြန်နေရကြားနေရတယ်။တိုက်ခိုက်တော့မယ်ဆိုရင်သူတို့ထိုးဆင်းလာတဲ့အခါအတန်ပြောင်းသွားတာကြားရမယ်လို့ ဝိုင်းရင်ရေးပေါ်ကြီးတယောက်ကပြောပါတယ်ကျွန်တော်တိတ်တလေနားထောင်နေကြပေမဲ့တိုက်ခိုက်မှုကတော့ဖြစ်မလာခဲ့ပါဘူးမြမပြည်တွင်စစ်မှာတော်လင်းသမားတိုင်းကကောင်းကျိုးပေးမဲ့လေရင် မရှိဘူးဆိုတာသိကြပါတယ်တော်လင်းတက်တွင်မှာလေရင်တွေရဟန့်ရင်တွေမရှိပါဘူးဒါကြောင့်လေရင်ရဟန့်ရင်ဒရုန်းအသံကြားတာနဲ့လူတွေကပုံဖို့ပြေးကြရပါတယ်ကျန်နေသေးတဲ့အကြောင်းတွေဖုန်ကြီးအကြောင်းတွေဆေးရုံတွေဖျားအကြောင်းတွေအနည်းနာမှာဘုံခိုခြင်းတွေရှိကြပါပြီး 80ရာခိုင်နှုန်းအိုးမဲအိမ်မဲဖြစ်နေတဲ့ပြည်သူရဲ့စစ်ပေးဆောင်စခန်းတွေမှာလည်းဘုံခိုခြင်းတွေရှိကြပါတယ်။စစ်ပွဲမှာလူအသေးပြောက်အများဆုံးဖြစ်စေတဲ့ဂျက်တိုက်လေယာဉ်တွေကိုကြည့်နေရင်တော်လင်းတက်တွေမှာလေယာဉ်ပြက်လက်နဲ့ပခုံးတန်းလေချောင်းရံကာကွယ်ရေးစနစ်တစ်ခုမှမရှိတာကိုသိရတော့စိတ်ပြက်ဖို့ကောင်းပါတယ်။စစ်ကောင်စီကပြန်ခုခံမှာကိုကြောက်စရာမလိုပဲဝိဟင်ကနေလွတ်လွတ်လပ်ပြန်တမ်းပြီးလူတွေကို၆လမ်းတက်ဖြတ်နေနိုင်ပါတယ်။ဂျက်တိုက်လေယာဉ်တွေကျွန်တော်တို့နေရာရဲ့ ရှင်းနေနေရောက်သွားတော့သူတို့ဒုံးတွေပြစ်လိုက်ပြီဆိုပြီးရေဘော်တယောက်ကအော်ပြောပါတယ်။လမ်းကြောင်းကိုကြည့်ပြီးပြစ်မှတ်ကလမ်းရဲ့2ကီလိုမီတာလောက်အကွာမှာလို့ကျွန်တော်တို့ကယူဆလိုက်ပါတယ်။တခြားနေရာတွေတခြားစစ်ပွဲတွေမှာဆိုရင် ရေဘော်တယောက်ကရေဒီယိုဒါမှမဟုတ်ဖုန်းနဲ့ရှေ့ကိုဖုံးဆက်ပြီးထိခိုက်ဒဏ်ရာရရှိမှရှိစစ်ဆင်မှာပါပဲ။ဒါပေမဲ့2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီက greening ပြင်းတဲ့ခုလုံးမှာ internet phone line နဲ့လဲဆက်မီဒီယိုဖြတ်တောက်လိုက်ပါတယ်။ ဒါကြောင့်တကယ်ဘာဖြစ်နေလဲဆိုတာသိဖို့အတွက်တခုတည်းသောနီလန်ကဖြစ်တဲ့နေရာကိုတွားကြည့်ဖို့ပါပဲကျွန်တော်ထရက်ကားပေါ်ကိုခုန်တက်ပါတယ်ပြီးတော့နောက်ရွာကိုအမြန်သွားခဲ့ကြကရင်းညာတွေကစစ်ကူတဖို့အဆင်သင့်ပြင်ထားကြပါတယ်ရောက်ခါနေ့မှာဒေသတပ်မှုတွေနဲ့သူ့ရဲ့ရဲဘော်တွေကလမ်းပေါ်မှာအများကြီးရှိနေပါတယ်ကျွန်တော်တို့ကားပေါ်က Free Burma Ranger FBR အမှတ်အသားကိုမြင်တော့သူတို့ကကျွန်တော်တို့ကားကိုလက်ပြတားပြီးအနာသိန်းစစ်တပ်ကကျောင်းနဲ့ဆင်းကိုဘုံကျဲလိုက်တယ်လို့ပြောပါတယ် ဖျားသခင်ကျေးဇူးတော်ကြောင့်ဘေးအဆောက်အုံမှလူမရှိနေပဲဘသူမှလည်းမထိခိုက်မိပါဘူး။ဒါပေမဲ့အဆောက်အုံတစ်ခုလုံးကတော့လုံးဝပြည့်စုံသွားပါတယ်။မြန်မာနိုင်ငံအနှံ့မှာဒီလိုဖြစ်ရတွေဟာတနည်းမှာအကြိမ်ပေါင်းများစွာဖြစ်ပြနေခဲ့ပါတယ်။စစ်တပ်ကအိုမဲအိမ်မဲစစ်ဘေးရှောင်စခန်းတွေအချက်သားရွာတွေကျောင်းတွေဖျားကျောင်းတွေနဲ့ဆင်းရုံတွေကိုပုံမှန်ဘုံကျဲပါတယ်။ Free Burma Ranger ရဲ့အခြေခံဒီဘက်ဥပံကဒီရှင်မာ Training ပြင်တွေကဆင်းရုံတိုင်းနဲ့ဖျားကျောင်းအများစုက အ ਨੇ ဆုံးတော့တစ်ချိန်ဘုံကျဲခံရရလို့ဆိုပါတယ်။ကွရနီပြည်နယ်မှာကက်သလစ်ဘာသာဝင်တွေအများကြီးရှိပြီးလှပတဲ့ဖျားเจ้าတွေနဲ့ဖျားရှိခိုးเจ้าကြီးတွေကအစိုးရရဲ့အဓိကပြစ်မှတ်တွေဖြစ်ပုံရပါတယ်။ကျွန်တော်တို့ကပြည့်စည်သွားတဲ့နေရာတွေကိုဓာတ်ပုံရိုက်ယူပြီးဘုံအယူအဆကိုခန်းမှန်းတော့ခြံဝန်ဖြစ်သွားတဲ့အယူအဆကပေါင်လိုက်ရဘုံနဲ့ပြစ်တာဖြစ်ပုံရပါတယ်။ရင်းကြတွေကဖြစ်ပျက်ခဲ့တာတွေကိုကဘာကိုအသိပေးဖို့ဗီဒီယိုတစ်ခုကိုအမြန်ရိုက်ကူးလိုက်ပါတယ်။ ရင်းကြတယောက်ကဆင်းအောင်အပြည့်တွေရှင်းမှရက်ပြီးဖေဖော်ဝါရီ13ရက်ပါဒါကဒါရကူးရွာပါကျောင်းနဲ့ဆင်းကိုပြစ်မှတ်ထားတဲ့လေကြောင်းတက်ခတ်မှုခံလိုက်ရတာပါကျောင်းရဲ့15ဂိုင်းလောက်အကွာမှာပောက်ကွဲရဲ့နေရာရှိပြီးကျောင်းရဲ့ထွက်လောက်ပြက်စီသွားတယ်ပြီးတော့တောင်ကုန်းရဲ့ကိုက်30လောက်အောက်မှာပြီးတော့တောင်ကုန်းရဲ့ကိုက်30လောက်အောက်မှာနောက်ထပ်ပောက်ကွဲရဲ့နေရာတစ်ခုရှိရဲလို့ပြောလိုက်ပါတယ်စစ်ပြင်းသူကသတင်းကြေညာသူအဖြစ်အနာဂတ်ရှိနိုင်တယ်လို့ ကျွန်တော်တို့တွေနောက်ပြောင်နေတော့မှာပဲဝင်းဟင်မှာလေယံပြန်နေတဲ့အတန်ကိုထတ်ကြလိုက်ရပါတယ်။အဲ့ဒီအချိန်မှာတရုတ်လို Wine Trail လေယံတစင်းကကျွန်တော်တို့ခေါင်းပေါ်ကနေပြန်သွားပါတယ်။လေယံမျိုးစားခွဲရကအနာသိမ့်ပြီးကလေးကအရက်သားကလေးတွေတောင်တက်မြောက်ထားတဲ့စိတ်မကောင်းဖွဲ့ရအတက်ပညာတွေထဲကတခုပါပဲ။ဒီလေယံတွေကိုထောက်ပံ့ပေးဖို့အဓိကသုံးပေမဲ့စောင့်ကြည့်ဖို့လည်းသုံးပါတယ်။ကျွန်တော်တို့ကိုတွေ့သွားပြီးနောက်ထပ်တိုက်ခိုက်လိုက်မှာကြောက်လို့ရဲဘော်တွေကကားတွေကိုလမ်းဘေးကိုအမြန်ရွှေ့လိုက်ပါတယ်။ လေရင်ပြန်သွားပြီးရဲ့နောက်ဒေတာတက်မှုကကျွန်တော်တို့ကိုထွက်သွားဖို့ရင်ကြီးကြီးတောင်းဆိုတာဟာကျွန်တော်တို့ပြစ်မှတ်ထားခံရမှာရွာထဲမှာစစ်သားနဲ့ကားတွေပုံများလာရင် နောက်ထပ်တိုက်ခိုက်မှုတွေကိုဖိတ်ခေါ်တယ်လို့ဖြစ်မှာကိုသူကစွန့်ရင်တော့ပါပဲကျွန်တော်တို့ထွက်လာတော့ရ ेंजर တယောက်ကစခန်းမှာကီတဘတ်အနေနဲ့တုံးပြီးဝိမာလေ့ကျင့်ခန်းလုပ်ဖို့ဘုံဆန်အကြီးကြီးကိုယူသွားပါတယ်ဒီလိုရိုးရှင်းတဲ့လောရက်ကတောင်ဘာမှအလာဟတ်တမဖြစ်စေဖို့နဲ့အရာအလုံးကရှားပါးနေရာကိုမိမောင်းထိုးပြနေပါတယ် ဒေတာရင်ထုတ်လုပ်မှုမရှိရကြောင်းလောင်စာနဲ့အစားအစာအပါအဝင်ထုတ်ကုန်တိုင်းကိုတောရီတောင်တွေနဲ့စစ်စုံတွေကိုဖျက်ပြီးတည်ယူရပါတယ်။ငွေကြေးတက်မှုထိုးကျသွားပြီးကုန်ပြည့်စင်နဲ့အစားအစာပြည့်လည်မှုကလည်းငွေကြေးဖောင်းပွားမှုကိုအကြီးအကျယ်ဖြစ်စေပါတယ်။လာစာရတဲ့အလုံမရှိတလို့ဖြစ်နေတဲ့ပြည်သူတွေအတွက်အကျိုးတရားမှုတွေကပိုပြီးဆိုးရွားပါတယ်။ဥပမာတော်လင်းစစ်သားတွေကလာစာမရသလိုအကူအညီပေးတဲ့သူတွေကလည်းလာစာမရပါဘူး။ စစ်သားအလုံးနဲ့ထောက်ပို့အလုပ်ကဒီဒေသမှာအများဆုံးလုပ်တဲ့အလုပ်ကံပဲဖြစ်ပါတယ်။ကျွန်တော်အလုပ်လုပ်နေတဲ့နေရာကိုအနာသိန်းစစ်ကောင်စီကတင်ပိုက်ခဲ့ပေမဲ့2020ခုနှစ်မှာတော်လင်းတက်တွေကပြန်လည်တင်းယူနိုင်ခဲ့ပါတယ်။အခုတော့ Greening အမျိုးသားကကွေတက်မတော် KNDF ရဲ့ထိန်းချုပ်မှုအောက်မှာရှိပါတယ်။အခြေချနေထိုင်တဲ့နေရာတွေကကဘာပြက်ပြီးတော့ကြံခဲ့တဲ့တဆင်မျိုးတော်တွေနဲ့တူပါတယ်။ဘုံနဲ့ကြောင်မပြက်စီသေးတဲ့အင်တော်တော်များများကြံနေပေမဲ့အစိုးရကအဆောက်အုံတိုင်းဒီပါအထူးသဖြင့် ဖျားကြောင်းတဲ့အနီးမှာမြေမြုပ်မှိုင်းတွေနဲ့ထောင်ချောက်ဘုံတွေထောင်ထားလို့လူနေလို့မရတော့ပါဘူးကျွန်တော်မရောက်ခင်လေးတင်စစ်သားငယ်လေးတယောက်ကဖျားကြောင်းအပြင်ဘက်မှာမြေမြုပ်မှိုင်းကိုနေမိသွားခဲ့ပါတယ်ဒါကြောင့်ပြည်သူအများစုကပလတ်စတစ်တလပတ်ချာအောက်မှာယာယီတဲတွေနဲ့နေထိုင်ရပါတယ် KNDF ဥက္ကဋ္ဌခွန်မီထူးကဂျက်ကလာအုပ်ချုပ်ရေးကောင်စီ IEC နဲ့အတူအရက်သားအစိုးရကိုတီထောင်ဖို့စ조사နေပါတယ် ကျမ်းမာရေးနဲ့ပညာရေးလိုမျိုးဌာနတွေကိုပြည်သူတွေကိုတက်နိုင်သလောက်အကူအညီပေးနေတဲ့အရက်သားတွေနဲ့လေပတ်နေပါပြီ။ဒါပေမဲ့လေကြောင်းတက်ခိုင်းမှုတွေကြောင့်ပုံမှန်အခြေအနေကိုပြန်မရောက်နိုင်သေးပါဘူး။အင်းအီးစီယာဘလို့ရုပ်ပိုင်ဆိုင်ရာအခြေခံအဆောက်အအုံလူမှုရေးအဖွဲ့အစည်းတွေကိုတိစောက်ပါသေး။အနာသိစစ်တဲ့လေကြောင်းတက်ခိုင်းမှုကဘေးရှင်မဆိုးရောက်လာပြီးအရာအလုံးကိုဖျက်ဆီးနိုင်ပါတယ်။မြို့ပြမှာစစ်တက2022ခုနှစ်မှာဆုံးရှုံးခဲ့တဲ့နေမျိုးတွေကိုပြန်လည်တင်ပိုက်ဖို့စူးစမ်းနေပါတယ်။ အစပိုင်းမှာတော်လင်းတက်တွေအေးနှိမ့်ခဲ့ပေမဲ့နောက်နေ့မှာသူတို့ကအောင်မြင်တဲ့တံပြန်တိုက်ခတ်မှုကိုစတင်ခဲ့ပါတယ်။မြေပြင်ကိုအ мян ပြန်လည်သိမ်းပိုင်နိုင်ခဲ့ပေမဲ့လက်နက်ခင်းရဲနေပါနေပြီးရှစ်ဆက်တိုးရင်နောက်ထပ်မြေပြင်ကိုထိမ့်သိမ်းနိုင်မှာမဟုတ်ဘူးဆိုတာသိလို့သူတို့ရဲ့နေရာကိုပဲထိမ့်သိမ်းဖို့ရွေးချယ်ခဲ့ပါတယ်။တက်ရင်မှုတယောက်ကအရက်သားပြစ်မှတ်တွေကိုလေချောင်းတိုက်ခတ်မှုတွေကတခါတရံပဲဖြစ်ပေမဲ့ KNDF ကနေမြေအများကြီးသိမ်းရင်ဒါမှမဟုတ် စစ်တဲအခြေဆိုင်စခန်းတွေနဲ့အရန်နီကတ်သွားရင်အားလုံးကပြောင်းလဲသွားနိုင်ပြီးအစိုးရကအပြည့်အဝဘုံကျဲတိုက်ခိုက်မှုကိုစတင်နိုင်တယ်လို့ထောက်ပြပါတယ်။တော်လင်းတက်တွေမှာတံပြန်တိုက်ခိုက်ဖို့နေလမ်းမရှိပါဘူး။ဒါကြောင့်စစ်ပွဲကမတိုးတာမဆုတ်တာအခြေအနေကိုရောက်သွားပါတယ်။ Greening ပြည်နယ်မှာတင်မဟုတ်ပဲစစ်အုပ်စုကိုတိုက်ခိုက်နေတဲ့ပြည်နယ်အများစုမှာလူမျိုးစုတော်လင်းတက်တွေကမြို့ကြီးတွေကလွေရင်အားလုံးကိုတင်ပိုက်ထားပါတယ်။ ရင်ပြည်နယ်မြို့တော်လိုက်ကော်ကစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီးကရင်ပြည်နယ်မြို့တော်ပန်အန်နဲ့ချမ်းပြည်နယ်မြို့တော်တောင်ကြီးတို့လည်းအတူတူပါပဲကရှင်ပြည်နယ်မှာမြို့တော်မြစ်ကြီးနားနဲ့ရခိုင်ပြည်နယ်မှာမြို့တော်စစ်တွေကတော်လင်းတက်တွေရဲ့ထိန်းချုပ်မှုအောက်မှာအပြေအဝါမဟုတ်ပေမဲ့အာလုံနီးပါးကိုထိန်းချုပ်ထားနိုင်ပါတယ်ဒါပေမဲ့ကရင်နေရခိုင်နဲ့ကရှင်လိုမျိုးဒေသတွေမှာလူ့ရဲ့အများဆုံးကစစ်ကောင်စီအစားလူမျိုးစုတော်လင်းတက်တွေရဲ့အုပ်ချုပ်မှုအောက်မှာနေထိုင်ကြပါတယ် စစ်ကောင်စီထိန်းချုပ်တဲ့နေရာနဲ့တော်လင်းတက်တွေထိန်းချုပ်တဲ့နေရာတွေရဲ့လက်တွဲအကျဆုံးကွာဟချက်ကကျောင်းတွေမှာဒေသခံဘာသာစကားတွေကိုအသုံးပြုတာပါပဲ။စာတင်ကြားရေးကိုတော်ရင်မှာဖုံးကွယ်ထားတဲ့တာလဘတ်အောက်ကရင်မရှိတဲ့ချောင်းတွေထဲမှာလှုပ်လေးရှိပြီးစေနာဝန်ထမ်းတွေကတင် जा ပေးပါတယ်။အခက်ခဲရဲ့ဂျားမာတောင်ရုံးကန်နေရတဲ့အခြေအနေမှာအလုံးလုံးနိုင်တဲ့ရပ်ဖက်အဖွဲ့အစည်းတွေကိုတိဆောက်ဖို့လုပ်နေတဲ့သူရဲ့ခတိကဝတ်ကအံ့ဩစရာကောင်းပါတယ်။ ဝန်နေကြကလေချောင်းတက်ခမ်းမှုပြဿနာကိုမဖြေရှင်းနိုင်သေးရဲ့ဒီတငွဲ့ငွဲ့လောင်ကျွမ်းနေတဲ့စစ်ပွဲပဒီပခါကဘယ်တော့မှမပြီးဆုံးနိုင်သလိုပြည်သူတွေကသူတို့ရဲ့ဘဝကိုပြန်လည်ရယူနိုင်မှာမဟုတ်သလိုအရက်သားအစိုးရကလည်းဘယ်တော့မှအုပ်ချုပ်နိုင်မှာမဟုတ်ပါဘူးလေချောင်းတက်ခမ်းမှုတွေကိုအဆုံးသတ်ပြီးအဖြေတစ်ခုရဖို့မြန်မာနိုင်ငံမှာလိုအပ်တာကတော့နံပါတ်1အမေရိကန်နဲ့အခြားအနောက်နိုင်ငံတွေကတရုတ်နဲ့ရုရှားကိုစစ်အုပ်စုစီလက်နက်ခင်းရဲနဲ့လောင်စာစီတွေမယောင်းချရေးနံပါတ်2 ကွင်းနီပြည်နယ်လိုနေရာမျိုးတွေမှာတည်ထောင်ထားတဲ့အရက်သားအစိုးရတွေကိုနိုင်ငံတကာအသိမှတ်ပြုမှုအပြင်တန်တမာရေးရာအကူအညီနဲ့ထောက်ပံ့မှုတွေရရှိဖို့နံပါတ်3နိုင်ငံတကာအတိုင်းအဝန်ကထိုင်းအစိုးရကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဇင်းညင်တွေကိုဖွင့်ပေးဖို့နဲ့စေဝါတွေအစားအစာတွေနဲ့အခြားထောက်ပံ့ပြက်စီတွေတင်ဆောင်ထားတဲ့ထရက်ကားတွေကိုနေဆက်ကိုလွတ်လပ်လပ်လပ်ဖြတ်ကျော်နိုင်ဖို့ခွင့်ပြုစေတိုက်တွန်းဖို့နံပါတ်4တော်လင်းတက်တွေကအမေရိကန်စစ်ရဲ့အကူအညီ လက်နက်ခီးရန်တွေလက်နက်ငယ်တွေနဲ့အထူးသဖြင့်ပခုံးတန်းလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအပြင် anti drone စနစ်တွေကိုရရှိဖို့ပဲဖြစ်ပါတယ်။အမေရိကန်နဲ့အနောက်နိုင်ငံအများစုကစစ်ပွဲဖြစ်နေတဲ့နိုင်ငံကိုလက်နက်ထောက်ပံ့ပေးဖို့စိုးရိမ်နေကြပေမဲ့စစ်ပွဲကိုအ мян ဆုံးသတ်တာလေကြောင်းတိုက်ခတ်မှုတွေကိုအဆုံးသတ်တာကရရှိမှာအသက်ပေါင်းများစွာကိုကင်တင်နိုင်မှာပဲဖြစ်ပါကြောင်းတင်ပြထားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။